ဒီစာရွက်ဒီကာဒမေးခွန်းဟောပါတော့ဒီတစ်ခါသမီးဝဖြစ်လာတဲ့ဟာဒီမှာပါတယ်မိကောင်ကဒီလိုနှစ်ဆောင်ပါမယ်တကယ်ကြီးဒီတစ်ဆောင်ကဘုရားမနေ့ပိုင်းဒါကောဆန်ကောဆန်ဘူးဒါကကောမွန်ဘူးညနေပိုင်းအဲမနေ့ပိုင်းကဘလော့ဘလော့ဖြစ်ရဆို10နာရီ15နေပြီးတော့12နာရီ45ဆို2နာရီခွဲဖြစ်ရပေါ့နော်ပြီးတော့ညနေပိုင်းကျတော့ 14နာရီကနေပြီးတော့14နာရီ15နာရီ16နာရီ15ဆိုတော့နှစ်နာရီဟိုဘက်ကနှစ်ခွဲဆိုတော့၄ခွဲ၄နာရီခွဲပေါ့နော်တိုတယ်၄နာရီခွဲကြားထဲမှာအဲတနာရီပြည့်တယ်ထင်တယ်ကြားထဲမှာတနာရီပြည့်တယ်ထင်တယ်စနစ်၄ဆန်းမှာဆိုတော့စနစ်စတော့တနာရီကျော်တယ်နော်ဒါတော့ဆက်လို့ပါနော်။ဆက်လို့မိကုန်းကကြတော့ဒီရာဆိုအခန်းတစ်ပေါ့နော်။အခန်းတစ်က ဒီပုံစံဆိုရင်ရပေါ့နော်ဒါဟိုဒီဆွေဟဲ့ရူပါတွေပေါ့နော်ဒီပတင်းပေါက်တွေမှာရူပါတွေထားတာကိုရူပါတွေထားရဆိုရင်ဘယ်တောင်ဘက်မှာထားမလားဒီမြောက်ဘက်မှာထားမလားအဲ့လိုပုံစံမျိုးတွေမိရရှိရပေါ့နော်ရူပါထားရဟာအဲ့ဆိုရင်ဒီပုံစံဆိုရင်ဒီမေးပေါင်းထဲပါတဲ့ပုံစံပေါ့နော်ဒီပုံစံဒီနံပါတ်1ဆိုရင်မေးပေါင်းထဲမှာမတွေ့ခုနှစ်စာမေးပေါင်းပေါ့နော်ကျွန်တော်ခုနကပြောရဲစောက် ဒီစာအုပ်ပေါ့နော်ဒီခုနှစ်စာမိကောင်းတယ်မပါဘူးဒီပုံစံရေးစာရေးဒီနံပါတ်1ပုံစံခုနှစ်စာပုံစံတည်းမပါဘူးဒါပေမဲ့ဒီမိကောင်းကဘာပဲလဲဆိုတော့အကုန်ဖြေခိုင်းတာဒီဟာအကုန်ဖြေခိုင်းနေတော့ကြောင်းမလို့ဒီပုံစံအမှတ်မရဘူးပေါ့နော်ဟောကောမပြီးဒါပေမဲ့ဝိုင်းတော့ဝိုင်းနေတာမှာအဲ့ဒါဆိုရင်အမှတ်မရဘူးအာနောက်ဒါလေးဆိုရင်မိကောင်းတွေကကြာကြတာဒီလိုရတယ်ဒီပုဒ်တော်ဆိုရင်လည်းဒီဟာဆွဲချပုဒ်တော်ကြည်ပြီးတော့မှားတာဒီနေရာမှာ moment ရှိမယ်ထင်ပြီး လုပ်လိုက်တာဒီဟာဒီတိုင်းဘက်ကနေကြည့်လိုက်တော့အာအကုန်လုံးရိုလာရိုလာပဲဆိုဒီကတကယ်တမ်းဒီဘက်ကရိုလာပဲဒီဘက်ကဟင်းဆိုတော့အဲ့မှာပုတ်စာရဲ့အယူဆမှားတာအဲ့ဒါကိုနံပါတ်၄ဆိုပြီးတော့အဲ့မဟုတ်ပေါ့မှားတဲ့ပုတ်စာပေါ့နော်သူကမှားတာကိုမြင်ခိုင်းတာဟောတာရှိမလို့မှန်တဲ့ပုတ်စာကိုမြင်ရပြီးတော့ပြန်မလို့အဲ့ကျွေးခိုင်းတာဒီဒီနေရာ fix fix ဆိုတော့ဒီဒီနေရာကို moment share မယ်တူပြီးတော့ဒီနံပါတ်၄ကိုကျွေးလိုက်တာ တကယ်တမ်းအဒီနံပါတ်3နံပါတ်3အဖြစ်မှဖြစ်ကြပါတော့အဲဒီဒါ switcher ပုံစံတစ်ပုဒ် switcher ကဒီဒေတို့တင်ရပြီမဲ့ဒါပေမဲ့တိတ်ပြီးတော့အလောက်ကြီးလည်းလွယ်ပါဘူးပေးနေအပ်လို့မျိုးမနဲ့မတီးဆိုတော့ဒီနေ့ကနံပါတ်6ဆိုတော့ဒါစီမံပုံစံတရားဆိုနည်းနည်းပြမျောခံကြည့်အဲကြောင့် question မှာဒါပြီးမှမှန်တော့တယ်ပုံစံမှန်တော့အာဒီပုံစံဆိုရင်လွယ်တယ်ဒီပုံစံဆိုမေးတဲ့ ဗီဒမီကုန်ရဲ့တဘောတရားဘာလဲဆိုတော့လေကဒီလိုတိုက်နေလို့ဘောတော့ဒီမြားရဲ့ direction နဲ့ဒေတိုက်နေမှာဆိုရင်ねဒီအပေါက်တွေကိုဘလို့ direction နဲ့ထားရင်အကောင်းဆုံးဖြစ်မလဲဆိုပြီးမေးတာဘောတော့ဒီအပေါက်ရဲ့ location တွေပဲနေရာမှာထားရင်အကောင်းဆုံးဖြစ်မလဲဆိုမေးတာအဲ့တော့ဒီအပေါက်တွေကဘာလဲဆိုတော့ဒီအစောင်းဒီမှာရှိတဲ့လေလေဆုပ်တဲ့အပေါက်တွေဘောတော့ဒီဝင်တွေတဲ့အပေါက်တွေရှိတယ်အဲ့ပေါက်ဒီပင်ရမှာထားမယ်ဆိုပြီးပြီးရပုံစံကဒီနေရာဆိုအောက်အောက်ဆိုတော့ဒီအောက်ကတော့မဖြစ်နိုင်ဘူးအပေါ်အပေါ်ဆိုရင်ဒါကတော့ တိတ်မထားကြဘူးဒီအောက်အပေါ်အောက်အပေါ်ဒီအောင်ကြတော့နှစ်ဘက်လုံးမှာတစ်ဘက်တည်းမှာပဲအပေါက်တွေရှိတယ်ဘယ်လိုပုံစံမျိုးထားရလဲဆိုတော့ဒီနံပါတ်3ကမှန်တယ်ဘောနံပါတ်လဲဆိုတော့ဒီဘက်ကအပေါက်အောက်အောက်မှာရှိတယ်ဝင်တဲ့အပေါက်ကအောက်မှာရှိတယ်အောက်လက်ကအပေါ်မှာရှိတယ်။ဘာလို့လဲဆိုတော့ဝင်တဲ့ဘောက်က၄ဒီဆိုပြီးယူဆပြီးတော့၄အေးတဲ့၄ဒီကအောက်ကနေဝင်ပြီးတော့သူကအခန်းထဲကနေပြီးတော့အပူလေးနဲ့တွေ့ပြီးတော့အပေါ်ကနေထွက်သွားတယ်။အဲ့လိုပဲဆက်လုပ်သွားတာပါနော်။ င်းဒါတော့ဒါပဲဒါမိကုန်တယ်ပေါ့ဒါနဲ့အာဒီပု္ပ္ပာဆိုရင်ဟာတွတ်မယ်ဆိုပြီးကြီးလိုက်တာမရဘူးဒီပု္ပ္ပာဒီပု္ပ္ပာဘူဆိုဒီပု္ပ္ပာဒီမှာအာသူရဲ့ဒီ faculty ဖြစ်တဲ့ဇာကုစုဖြစ်တဲ့ဘောနောဇာကုစုဖြစ်တဲ့ formula formula မေ့သွားတာအမဒီဒီဒီလို formula ပုံစံတော့ structure မမေ့တော့ဘူးအဲ့လိုဟာကြီးဆိုရင်အမမေ့တော့အဲ့ဒါလည်းမရဘူးအဲ့ဆိုရင် structure ပုံစံအကုန်လုံးမရဘူး အလိုဖြစ်ကုန်ဒါဒီတရားရေးဆိုင်ကရပါဒီကောင်ကြီးကတော့ဒီဒီဟာရတော့ဟောရတယ်နဲကန်ချကူစိုက်ဒီယိုဘာစိုက်ဒီယိုရေးပုံလေးအဲ့ဒါကြီးကအဆင်ပြေတယ်ဒီလိုပါလို့ဒီပုံကြီးကတော့ဘုံမတင်ဆိုပြီးတော့ကောင်းနေတယ်အဲ့လိုပုံစံမျိုးဖြစ်တယ်ဒီကဆမ်မိုးစံအဲ့ဒါကောင်းတယ်သူကို ကြည့်မိတဲ့အပိုင်းကတခါတည်းကြတော့မေးနေမေးရပေါ့နော်အဲ့လိုပုံစံမျိုးဒါမင်းနဲ့ပါဒါဆိုရင်ညနေပိုင်းညနေပိုင်းကျတော့ဒီပုတ်ဒီကန်းအကုန်ဖြီးလို့ပြောရနော်အကုန်ဖြီးဆိုတော့ဒါပေါ့ပေါ့ပါလဲဆိုတော့ဟင်းရှိစုကန်းဒီဟင်းရှိစုကန်းကမန်နေဂျမန့်ပေါ့နော်မန်နေဂျမန့်ရဲ့ဆရာကကိုကြည့်ပြီးပါတယ်ဒီလိုဘယ်လိုရောရမလဲ အဲ့ဒါဒီပုံစံဒီဟာအိုရောမွန်တိုင်းဆိုတဲ့အိုရောနော်ရောကမွန်တိုင်းဒီဟာကဒီဟာ main point ပေါ့နော်ဒီစာမေးပွဲရဲ့ဒီဟာ main point ဒီဟာစေကူမီးရတဲ့က6ခု6ခုမီးရတဲ့ကအာ minimum 6ခု6ခုအောင်မှာပေါ့နော် minimum 6ခုအောင်မှာအဲ့ဒါဆိုအောင်တယ်အဲအခုဒီမှာရတာတော့ကိုမရတာတကယ်ကရှင်းမှလို့ဒီအတိုင်းမကိုမဖြစ်အဲ့ဒါကြောင့်လို့ဆိုတော့မွန်တိုင်းကဒီမှာ ဒီသာမန်ပွဲပြည်ပြီဆိုတော့သူတို့ဟိုအကြောင်းတွေကမင်းခွန်တွေတိုက်ကြပေါ့နော်မင်းခွန်တွေအပြေးတွေတိုက်တော့အမဒီမှာဖြေထားတာကနံပါတ်3ဆိုပြီးတော့သူတို့အပြေးမှန်တာနံပါတ်4ဆိုပြီးအပြေးမှန်အဲ့ရောဒီပုံစံမှားရဆိုပြီးတော့တာဒါပေမဲ့တကယ်တမ်းဟိုဘက်ဒီသာမန်ပွဲစစ်တဲ့အပွဲစီတွေကမင်းခွန်ဒီပုံစံထုတ်ရဒီပုံစံက3ရော4ရောမှန်တယ်ဆိုပြီးတော့အပြေးပြပေါ်လာတော့အဲ့ရောဒီနံပါတ်3ပြေးခဲ့တဲ့ဆက်နံပါတ်3မှန်တယ်တော့အဲ့လိုပုံစံ မအဲ့လိုပဲဟိုသူတို့မိဖို့အပြေးတိုက်တဲ့ပယ်တွေကလည်းတခါတလေမားတဲ့ပုံစံမျိုးရှိအောင်လို့သူတို့လည်းဒီတော့တပုတ်ချက်အားဖြင့်ဒီမှာလည်းအဲ့ဒီဒီဆောင်းမပြေးတဲ့ကာမာဒီအကြောင်းကြီးရှိတာပေါ့နော်ဒီ university ဒီမှာဒီကောင်ဆောင်းဘက်ကျင်းပါအဲ့အဲ့ညာလေးတော့အစဉ်ဒီဒီလိုမျိုးဆောင်းဒီလိုက်ပြီးတော့လည်းကန်ဆောင်းတာကိုကျွန်တော်ရည်ရွယ်ချက်နဲ့ဒီကောင်ကြော်ညာပဲဆိုပြီးထင်ပြီးတော့မယူဒါပေမဲ့ မထူပါဘူးကယူကြည့်လိုက်မယ်ဆိုပြီးတော့ယူကြည့်လိုက်တာဒီမှာဒီလိုနဲ့ဘီကူးလေးတွေသူကလုံလေးတွေပေါ့နော်လုံလေးတွေဒီဒီလိုလုံလေးတွေဒီလုံလေးတွေကဥပမာဒီဟာဆိုရင်ခါဆက်စုပ်ခိုးခြင်းနဲ့ပတ်သက်တယ်ဥပမာဒီကောင်ဆိုရင်ခါသာဝါခုတွေရဲ့ညမ်းတွေကိုဘယ်လိုလုံမလဲတက္ကသဘယ်လောက်ကျော်တယ်ဆိုရင်ဒီ2မီတာမှာတခုထည့်မယ်လို့ပါတော့အဲ့ပုံစံမျိုးတွေပေါ့နော်ဒါက point တွေ point တွေပဲသူရှင်းရှင်းကြီးရှင်းရှင်းမှတ်မိဆိုအဲ့လိုပုံစံမျိုးတွေထွားလာဆိုတော့ ဒါဖြင့်음တကယ်တော့ဆောင်းပေါ့ဖြည်ရဆိုရင်ဒါတွေဒီယူပြီးတစ်ချက်ကြည့်လိုက်ပါတော့ကိုရဲ့ဆောင်းနောက်တကယ်မဟုတ်ဘူးလို့သူတို့ဖတ်ပြီးပြီးတဲ့အရှိတယ်အဲ့မိကမှဆောင်းကမှပါရပါလဲဆိုဒီဆောင်းတဲ့အထင်းနေဒီစကူတဲ့အလားမသိဘူးသူကအာခိုင်တော့ဆိုတာဒီပု္ပ္ပာတင်နေဟုတ်တယ်ဒီပု္ပ္ပာမှာဒီဆေမတ်တော့ ဆမ်မန်ဒိုမီရကူကိုဟိုမန်ပဒနတီအာဆူအိုကာဆိုတာဒီဘိုးဘိုးတူးတဲ့ဘိုးပိုင်ပေါ့နော်ဘိုးပိုင်ကိုဘိုးပိုင်ကိုလှုပ်တဲ့ခါမှာဆိုရင်နဲ့ဘိုးပိုင်တူးတဲ့ခါမှာဆိုရင်သူကအပေါ်ဘိုဟီပါရီအာကေတိုကီဆိုအပေါ်ကိုဆွဲတင်တာပေါ့နော်ဒီပိုင်တူးတဲ့ဥကာတွေကိုအပေါ်ဆွဲတင်တဲ့ခါမှာဒီစေးကိုင်ခိုင်တန်းတော်ဆူလို့ဆိုတော့အပေါ်မှန်တိုင်းလှည့်ပေါ့နော်တကယ်တူးတဲ့အတိုင်းလှည့်ပြီးတော့အပေါ်ကိုဆွဲတင်မယ်လို့ပြောတာအဲ့ဒါဆိုရင်ဒီပုံစံဆိုရင် ဒီကျွန်တော်လောက်တဲ့ဒီခုနှစ်နှစ်စာဒီမေကောင်းစာအုပ်ထဲမှာမပေါ်ဘူးအဲ့လိုပုံစံမျိုးဒီမပေါ်ဘူးအဲ့တော့ဒီဒီအောင်ကြည့်လိုက်တော့အာဒါပဲဆိုပြီးတော့မှန်တော့ပေါ့နော်အပေါ်စာစိဒါထမ်းမှန်လို့ရအဲ့လိုပုံစံမျိုးပဲဒီဒီဒီအားစိနဲ့တော်တော်များများ point သူလည်းဒါခံမှန်းတဲ့ point တွေပဲနော်ဘယ်တော့ခံမှန်းတဲ့ point တွေဥပမာခဲကောက်ခုမှာဆိုရင်အာတထောင် BPM ဒါ carbon dioxide ရဲ့အခန်းထဲမှာအနည်းဆုံးရှိရမယ့် carbon dioxide ပမာဏဆိုတထောင် BPM ဖြစ်ရမယ်လို့ပါတယ် အလုပ်ပုံစံမျိုးတွေပေါ့နော်ဒါတွေတော်တော်များများဒါတွေ point လေးပါတယ်ဒီ point တွေကြီးလိုက်ပြီဆိုရင်နည်းနည်းအော်ဒါရှိပါလားဆိုပြီးတော့တတိယတော့ပေါ့နော်အဲ့လိုလေးပဲပြောတော့ဘေးဆောင်မျိုးဆောင်မျိုးကနေရတော့ဆိုရင်